ရိသမြလုံးမဲမင်္ဂလာခင်ဗျဒီညမှာဆိုရင်ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာတပ်ပိုင်အောင်ထုံးမဲ့ပွဲရှိနေပါတယ်။ဒါပေမဲ့ဆိုလင်းဦးရဲ့ပွဲကပို့ပြီးတော့မီဒီယာကာဗရိတ်ဖြစ်နေတော့တပ်ပိုင်ရဲ့ပွဲကတော့အနှဲငယ်ဟိုငုတ်တလို့ဖြစ်နေတယ်ပေါ့လေ။အခုဆိုလင်းဦးရဲ့ပွဲပွဲထိုးရမယ် face of အနေထားတွေအားလုံးပြီးသွားပြီ။ဒီတော့ထွက်လာတဲ့အဖြေအရဆိုလင်းဦးဟာကော့ထုံးကိုပေါင်ချင်းအပြင်3.25ပေါင်အသာစီးနဲ့ထိုးမဲ့အနေထားရှိနေတယ်ခင်ဗျ။မနေ့ကကျွန်တော် hydrogen test စစ်ဆေးတဲ့အချိန်မှာဆိုလင်းဦးကနှစ်ကြိမ်စစ်ဆေးတဲ့သတ်မှတ်အချိန်တွင်မှသူသည် hydration test ကျရှုံးခဲ့တယ်။အဲ့တော့ hydration test ကဝင်အောင်စစ်ရတယ်ဗျ။ဝင်အောင်စစ်ရတဲ့ကသူနောက်ပိုင်းမှာစူးစမ်းရင်စူးစမ်းရင်လည်းကျွန်တော်တို့ကြားသိရတယ်လို့မြန်မာစံတော်ချိန်ည10နာရီလောက်ရောက်တဲ့အချိန်မှာတော့ hydration test အောင်သွားပါတယ်တဲ့။ hydration test အောင်သွားတဲ့အချိန်မှာသူ weight ကကျော်နေပြီလေ။သူတို့နှစ်ယောက်ကိုပထမထိုးဖို့စီစဉ်ပေးထားတာက145ပေါင်တန်းဘင်တန် weight တန်းပွဲမှာစီစဉ်ပေးထားတာ။ဒါပေမဲ့ဆိုလင်းဦးက hydration test အောင်တဲ့အချိန်ကိုရောက်တဲ့အချိန်မှာ သူ့ရဲ့ပေါင်ချိန်ဝိတ်ကဘယ်လောက်ဖြစ်သွားပြီလဲဆိုတော့140ကုန်တသမ25ပေါင်ဖြစ်သွားပြီဖြစ်သွားတဲ့အတွက်ဆိုလင်းဦးကဒါ cash weight down ပွဲဖြစ်ထိုးဖို့ဒါလက်ခံလိုက်ရတယ်လက်ခံလိုက်ရတဲ့အချိန်မှာသူရမယ်ထိုးကြီးတွေကတချို့တော့ကို Russia fighter cop ထုံးကိုသူခွဲပေးလိုက်ရတယ်ပြီးတော့ bonus မရဘူးပေါ့လေဒီဘက်မှာအလဲထိုးနိုင်ရင်လေဆိုလင်းဦးက bonus ရမှာမဟုတ်တော့ဒီအနေထားတွေဖြစ်လာခဲ့တယ်ပေါ့လေအခုနောက်ဆုံး face off လုပ်တဲ့အနေထားအရဒါပေါင်ချိန်တွေနဲ့ထွက်လာပြီဆိုတော့ဆိုလင်းဦးကတော့ cop ထုံးကို 3.25ပေါင်အသာစီးနဲ့ထိုးအချိန်လေးရှိနေပါတယ်။ Cop ထုံးကတော့ဒီပွဲကို144ပေါင်တန်းနဲ့ထိုးရှိတယ်ခင်ဗျ။ Cop ထုံးကတော့ဒါ weight လည်းအဆင်ပြေတယ်။နောက်ပြီးတော့ hydration test လည်းတစ်ချိန်တည်းနဲ့အောင်ထားတယ်ဆိုတော့သူ့အနေနဲ့ဒီပွဲမှာ bonus မျှော်လင့်ခွင့်ရှိနေပါတယ်။အဲပြီးတော့ Solium C ကလည်းသူကထိုးကြီးခွဲပြီးရမှာပါ။တချို့တော့ကိုလေ Solium ကသူ့ကိုပေးရမှာပေါ့နော်။အဲ့တော့မြန်မာဖိုက်တာတွေအနေနဲ့ရှေ့လာမဲ့ပွဲစဉ်တွေကိုရောက်ရင် hydrogen test မကြချုံမှုလိုအပ်ပါတယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့ ဒီဝိတ်ချိန်တာနဲ့ hydration test စစ်ဆေးတာက1ငါ troll လေးကိုတင်းကျပ်လာတယ် rotan လို့ fighter မျိုးပြပြောရမယ်ဆိုရင် 1S ကိုရှက်ထရီရဲ့မွေးစားသားလို့တော့ခေါ်တဲ့ rotan လို့ fighter မျိုးကိုတော့မှဝိတ်ချိန်တာနဲ့ hydration test ကြာရှုံးနေရှင်မှာခပတ်သိမ်းတာတွေဖြစ်ခဲ့တာရှိတယ်လေအဲ့တော့မြန်မာ fighter တွေအနေနဲ့လည်းအခုလို့ဒါဇက်တိုက်ဆိုလို့ကြာရှုံးနေမယ်ဆိုရင်တော့နောက်ပိုင်းအရေးယူတာမျိုးတွေဖြစ်မလာဘူးလို့ပြောလို့မရဘူးဘာကြောင့်လဲဆိုတော့ဆိုလင်းဦးကအရှိက1170ကြီး ပြန်ပွဲကြီးထိုးတော့ကလည်းသူဒီ hydration test ကြာရှုံးခဲ့တယ်။ဥပဒေမှာလည်း hydration test ကြာရှုံးတာဖြစ်လာပြန်ပြီခင်ဗျ။အဲ့တော့ရှေ့လာမယ့်ပွဲတွေမှာဒါမျိုးမဖြစ်အောင်မြန်မာတွေအနေနဲ့မြန်မာ fighter တွေအနေနဲ့ရောမြန်မာ fighter တွေကိုပွဲစီစဉ်ပေးရသူတွေအနေနဲ့ပါအဆအဆအရာရာကိုသုံးသပ်ဖို့လိုအပ်လာပါပြီ။ပြောရမယ်ဆိုရင်တော့အားကစားဆိုင်ရာအာဟာရပညာရှင်တွေခန့်အပ်ပြီးတော့ဆွေးနွေးမှုတွေယူဖို့လိုအပ်လာပြီလို့ထင်မိပါတယ်ခင်ဗျာ။ဒီတော့ကျွန်တော်အခုနောက်ဆုံးရသတင်းကိုပြောချင်တာကတော့ဆိုလင်းဦးကမနက်ဖြန်ထိုးမဲ့ပွဲမှာကော့ပထုံးကိုဝိတ်အသားနဲ့ထိုးမှာဖြစ်ပါတယ်။ဝိတ်အပြင် သူသည်3.25ပေါင်အသာစီးအနေထားမှာရှိနေတယ်ဆိုတာကိုတင်ဆက်ဖော်ပြပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ